ဇပ်ဖို့တွေကိုနေရာမပေးတာကြောင့်ဈေးထဲမှာကုန်လဲတွန်းတဲ့အဖြစ်ကိုရောက်သွားခဲ့တဲ့တရုတ်ဆောင်အမင်းညိုပရိသတ်များအလုံးမဲ့မင်္ဂလာပေါင်းမော်ဒပန် page ကနေကြိုဆိုလိုက်ပါတယ်တရုတ်ဆောင်အမင်းညိုကတော့တချိန်ကအနုပညာလောကမှာနာမည်ရခဲ့တဲ့ဇပ်ဖို့မင်းသားကြီးတစ်လက်ဖြစ်ခဲ့တဲ့သူပေါင်းဗီဒီယိုဇာတ်ကားခေတ္တကတော့အမင်းညိုဟာဇာတ်ကားတိုင်းလလိုမှာမပေါမဖြစ်တရုတ်ဆောင်ခဲ့ရပြီးဗီလင်ကာရိုက်တာတွေနဲ့ပရိသတ်တွေရဲ့လက်ခံအပေးမှုကိုရခဲ့ပါတယ် ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ခစ်စနစ်တွေပြောင်းလဲလာတာနဲ့အမျှဗီဒီယိုဈေးကွက်လည်းပျောက်သွားသလိုဇပ်ပုတ်အစ်စ်တွေလည်းနေရာပျောက်သွားခဲ့ရပါတယ်။နမဲကြီးဇပ်ပုတ်တချို့လောက်သာဇလန်တွဲတွေမှာပဝင်တရုတ်ဆောင်ရပြီးအမင်းညိုတို့လိုဇပ်ပုတ်ဆိုင်ရန်တရုတ်ဆောင်တွေကတော့ရုပ်ရှင်လောကနဲ့အတော်ကိုအလှမ်းဝေးသွားခဲ့ရတာပေါ့။အပြိုင်ဇက်တွေလည်းများလာသလိုဇပ်ပုတ်ရောဇက်ဆောင်ရောမှာပါမင်းသားမင်းသမီးတွေပဲတရုတ်ဆောင်လာတာကြောင့်ဇပ်ပုတ်ဆိုင်ရန်အများစုကရောင်းရအလို့ကိုပဲလှုပ်ဆောင်လာရတာဖြစ်ပါတယ်။ အမင်းညိုဟာဆိုရင်လည်းတချင်းကရုပ်ရှင်လောကရဲ့နေရာရတရုပ်ဆောင်ဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့စီးပွားရေးအစမပြေထွက်လာကြောင်းဈေးထဲမှာကုန်လှဲတွန်းနေရပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပေါ့အမင်းညိုကုန်လှဲတွန်းနေတဲ့ပုံရိပ်တွေကလည်းအွန်လိုင်းပေါ်မှာပြန့်နှံ့လာတာကြောင့်ပြည်သက်တွေကလည်းသနာကိူနာတက်နေခဲ့ကြပါတယ် အမင်းညိုတို့လိုဇဖို့ဆိုင်ရန်တွေဆိုတာကလည်းဇကာရကမှာအရေးပါတူတွေဖြစ်ပြီးဇဖို့ဆိုင်ရန်သာမပါရင် စားမပါတဲ့ဟင်းလိုပဲဇကာတွေကပေါ့ရွှွတ်ရွှွတ်ဖြစ်စေမှာပါ။ဒါကြောင့်ပရိသတ်တွေကဇဖို့ဆိုင်ရန်တွေကိုပြစ်မှတ်ထားပဲနေရာပေးတဲ့နယ်လို့ဆိုကအမင်းညိုနဲ့ပတ်သက်လို့အကြံပေးလာကြတာဖြစ်ပါတယ်။ အမင်းညိုဆိုရလဲတရုတ်ဆောင်အရေးအချင်းမခဲ့သူဖြစ်တယ်လို့အပိယပြည်သက်တွေရှိနေသေးတာကြောင့်ဇာကားတွေခွဲရိုက်ပေးဖို့အကြံပေးနေကြတာပေါ့အမင်းညိုအနေနဲ့ခုလိုကုံစိမ့်လှဲတွန်းနေရတာကတော့ဂျမားရေးမကောင်းတဲ့သမီးလေးကိုဆေးကုဖို့ရောင်ဆေးဘောစရိတ်ရှောက်ဖေးနေတာဖြစ်ပြီးအလုံးမရှိလို့ရောင်ရအလုံးလုံးနေရတာလို့လည်းသိရပါတယ်ဒါကြောင့်မင်းသားမင်းသမီးတွေကိုငွေကြေးသိန်းထောင်ချီပေးငှမဲ့အဆောင်အမင်းညိုတို့လိုတရုတ်ဆောင်တွေကိုကုညီတဲ့အနေနဲ့ဇကားရိုက်ကူဖို့ပြန်ငှားတဲ့နယ်စောကထောက်ပြပေးနေကြတာလည်းဖြစ်ပါတယ် အမင်းညိုရဲမဟုတ်ဖဲအခုတလောပိုင်းမှာဇပိုးဆိုင်ရာတချို့ကအလုံမရှိလို့အလုံချမ်းမရှောင်ရရအလုံတွေကိုလုံဆောင်တာတွေတွေ့နေကြရတာဖြစ်ပါတယ်။ဒါကြောင့်ဇပိုးဆိုင်ရာတွေရဲ့ဘဝကိုတနာခွနာတက်နေကြတာပေါ့။ဒါပေမဲ့တချို့ကတော့အခုလိုပြန့်နှံ့နေတဲ့အမင်းညိုရဲ့သတင်းတွေကအမှန်မဟုတ်ဖဲအဆင်ပြေပြေရှိနေကြောင်းပြောလာကြတာတွေလည်းရှိပါတယ်။ အမင်းညိုကတချိန်လုံးကကြောက်အောင်ထတာဖြစ်တာကြောင့်စီပွားရေးချက်တဲနေရင်တောင်ဂုံလဲတွန်းရတဲ့ဘဝကိုတော့မရောက်နိုင်ဘူးဆိုကောင်ထင်ချေးပေးနေကြတာပေါ့အရင်တခါကလည်းလူချမ်းတယောက်ဆောင်တူစီပွားရေးအဆင်မပြေလို့ဘူပေါင်းရောက်နေရတယ်လို့သတင်းတွေထွက်ခဲ့ဖို့ပင်တကယ်တော့ရိုက်ကွင်းတစ်ခုဖြစ်နေခဲ့တာပေါ့ဒါကြောင့်အမင်းညိုရဲ့ဓာတ်ပုံနဲ့သတင်းတွေကလည်းရိုက်ကွင်းတစ်ခုသာဖြစ်နိုင်တယ်ဆိုပြီးထင်ချေးပေးနေကြပါတယ်အမင်းညိုတို့မိသားစုနဲ့နီးစပ်သူတွေကလည်းအမင်းညိုတို့ဟာအဆင်ပြေပြေရှိနေကြောင်းပြောလာကြတာပေါ့ အမင်းညိုရဲ့ social media နဲ့ TikTok အကောင့်တွေမှာလည်းသူ့ရဲ့လှုပ်ရှားမှုတချို့တင်တဲ့အခါထင်သလောက်စီးပွားရေးအခြေအနေဆိုတာမျိုးတွေမတွေ့ရပါဘူး။ဒါကြောင့်အမင်းညိုရဲ့ကုန်လှဲတွန်းနေရတဲ့ဆိုတဲ့သတင်းတွေနဲ့ဓာတ်ပုံတွေကလည်းမိုးပြန့်ပူပေါင်းရောင်းနေတဲ့လူချမ်းတယောက်ဆောင်လို့ရိုက်ကွင်းဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အမင်းညိုကရုပ်ရှင်လောကနဲ့အလှမ်းဝင်နေတာကြာပြီဖြစ်တာကြောင့်သူ့ရဲ့ပရိသတ်တွေကတော့ဇာကားရိုက်တွေနဲ့ပြန်ပြန်တွေ့ချင်နေကြပြီပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောတယောက်ဆောင်အမင်းညိုကတကယ်ပဲစီးပွားရေးအဆင်မပြေလို့ကုန်လှဲတွန်းနေတယ်လား ဒါမှမဟုတ်ရိုက်ခွင်းဖြစ်နေနိုင်မလားဆိုတာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ